အားလုံးပဲမင်္ဂလာပါဒီခြေကတော့ခြေ Clara ပဲဖြစ်ပါတယ်ဒီခြေကဒီနေ့မှာတစုံတစ်ခုကိုပြန်ပြီးတောင်းပန်ခြင်းတဲ့အခါမှာငါအဲ့ဒီလိုလုပ်ဖို့မရည်ရွယ်ပါဘူးငါအဲ့ဒီလိုဖြစ်စေဖို့မရည်ရွယ်ပါဘူးမရည်ရွယ်ပါဘူးဆိုရင်ခြေအင်္ဂလိပ်လိုဘယ်လိုပြောချမလဲဒါဆိုရင်သိချင်တယ်ဆိုရင် channel တူတူအဆုံးထိကြည့်လိုက်ကြရအောင်เนาะအဲ့တော့တစုံတစ်ခုကိုမရည်ရွယ်ပါဘူးလို့ပြောချင်ရင်ရှေ့ရနေအိုင်ခြေတဲ့ mean to ပြီး plus verb infinitive သုံးပြီးတော့ပြောလို့ရပါတယ် ဲ့တော့ဥပမာစာကြောင်းလေးတစ်ချောင်းပြရမယ်ဆိုရင်အာတရရဲ့ခန်းစားချက်တွေပေါ့အားချင်းအောင်လုံးခဲလို့အဲ့လိုမရွေပါဘူးဆိုပြီးတော့ပြောချင်ငါမင်းရဲ့ခန်းစားချက်တွေကို နားချင်းနားချင်းဖို့မရွေပါဘူးဒါဆိုရင်အင်္ဂလိပ်လိုဘယ်လိုပြောကြမလဲဟုတ်ပြီအဲ့တော့ Amazon speaking pattern လေးကိုပြင်ပြောကြမယ်စာကြောင်းရဲ့ရှေ့မှာ I didn't mean to မင်းရဲ့ခန်းစားချက်တွေကိုနားချင်းစေဖို့ဆိုရင် hard your feelings အဲ့တော့အဲ့နကိုပေါင်းလိုက်မယ်ဆိုရင် I didn't mean to hurt your feelings. ငါမင်းရဲ့ခံစားချက်တွေကိုနားကျင်စေဖို့မရည်ရွယ်ပါဘူး။နောက်ထပ်ဥပမာစာကြောင်းလေးကတော့ငါပြဿနာဖြစ်စေဖို့မရည်ရွယ်ပါဘူး။အဲ့တော့ငါမရည်ရွယ်ပါဘူးဆိုရင်ဟုတ်တယ် I didn't mean to. ဒါတော့ပြဿနာဖြစ်စေတည်က cause travel. အဲ့တော့အဲ့ဒီကိုချေတော့ဘာလို့မလဲ။ပို့ပေးရမယ်။အဲ့တော့ပေါင်းပြောလိုက်မယ်ဆိုရင် I didn't mean to cause travel. ငါပြဿနာဖြစ်စေဖို့မရည်ရွယ်ပါဘူး။ ဟုတ်ပြီအာ channel တူတူပိုးပြီးကျွမ်းသွားအောင်လှထက်စာကြောင်းတစ်ခုလေ့ကျင့်ကြည့်အောင်။ငါမင်းကိုအရှက်ရသွားစေဖို့မရည်ရွယ်ပါဘူးဆိုရင်မရည်ရွယ်ပါဘူးဆိုရင် I didn't mean to ဟုတ်ပြီချေတော့အရှက်ရသွားစေတီးကိုချေတော့ embrace you ဆိုပြီးတော့သုံးလို့ရတယ်။အဲ့နောက်ခုဥပီပြောမယ်ဆိုရင် I didn't mean to embrace you ငါမင်းကိုအရှက်ရသွားစေဖို့မရည်ရွယ်ပါဘူး။ဒါဆိုရင်ဒီခေါက်မှာခြေကားမြန်မာလို့ပြောမယ်မင်းတို့ကအင်္ဂလိပ်လို့ပြောကြပါခိုင်းလို့ပဲလေ့ကျင့်ကြမယ်ပြီးရင် channel တွေတို့အဖြေတိုက်ကြပါ ဲ့တော့ပထမဆုံးပထမဆုံးတစ်ချောင်းဖတ်ကြည့်ပါအောင်ဒီပုံမှာဟုတ်ပါရဲ့ချေတော့ငါမင်းကိုလစ်လူရှူဖို့မရွယ်ပါဘူးဆိုရင် I didn't mean to ignore you နောက်ဆုံးတစ်ချောင်းငါလိန်ပြောဖို့မရွယ်ပါဘူးလိန်ပြောဖို့လိန်ပြောဖို့မဟုတ်လိန်ပြောဖို့မရွယ်ပါဘူး ုတ်ပါတယ်အဲ့တော့ share တော့အဖြစ်တိုက်ကြမယ်စာကြောင်းလေးဖတ်ကြည့်အောင် I didn't mean to tell a lie ဟာ link တော့ဖို့မရှိရပါဘူးနေ့ရက် video လေးကတော့ဒီလောက်ပါပဲအကြောင်းသားတွေတခုခုကိုမရှိရပါဘူးဆိုတောင်းပန်ချင်တဲ့အခါမှာအင်္ဂလိပ်လိုဘယ်လိုပြောရမလဲဆိုတာကိုသိသွားဖို့မျှော်လင့်ပါတယ်အားလုံးပဲနောက်ထပ် video တွေပါပြန်လေ့ကြတော့ပေါ့တတပါ